မင်္ဂလာပါတင်းနဲ့မှာတော့ Chelsea ရဲ့တင်းရဲ့အပြောင်းအလဲသတင်းတွေကိုကျွန်တော်အနေငယ်တင်ဆက်ပေးချင်ပါတယ်။လက်ရှိအချိန်မှာ Manchester United အတင်းက Chelsea အတင်းမှာနေရာမရဖြစ်နေတဲ့တိုက်စစ်ကစားမှာအင်္ဂန်ကူကိုသူတို့ကခေါ်ယူဖို့အတွက်သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့စတင်ဆွေးနွေးမှုတွေပြုလုပ်နေပြီ။ Manchester United အတင်းကဒီလာမယ့်ရာသီအတွက်သူတို့ကပြင်ဆင်မှုတွေအများကြီးပြုလုပ်နေရဗျာ။တိုက်စစ်ပိုင်းကိုအပြောင်းအလဲကြီးကြီးမားမားပြုလုပ်ဖို့အတွက်စံနာရှိနေတယ်။အင်္ဂန်ကူ ကိုသူတို့ရဲ့ first choice ကစားမားတူတော့မဟုတ်ဘူးသူတို့ရဲ့အဓိကအာတက်ကက်ပြတ်မှတ်ကစားမားက breakfast အသင်းရဲ့ဒီတိုက်စစ်ကစားမားဖြစ်တဲ့ MPMO ကိုသူတို့ကခေါ်ယူဖို့အတွက်ဆန္ဒရှိနေတယ်ပန်းမာတဂျင်က MBMO အတွက် Manchester United အတင်းကပေါင်တန်း55ဝန်းကျင်နဲ့ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်ဒါပေမဲ့ Bradford အတင်းကပယ်ချခဲ့တယ်။ Bradford အတင်းကအခု MBMO အတွက်သူတို့က ်ပြောင်းရွှေ့ခြင်းပေါင်တန်းအာ80ဝန်းကျင်အထိတို့ရောကအလိုရှိနေတယ်ဆိုတော့လက်ရှိအချိန်မှာတော့ Manchester United အတင်ကတေကန်လက်မှုအတက်ထက်မှန်ပြုတ်လောက်ခဲ့တယ်ပေါင်တန်း60ဆိုတဲ့ပမာဏနဲ့သူတို့ကကန်လက်မှုတွေပြုတ်လောက်ခဲ့တယ်ဒီ MP မိုခေါ်ယူတဲ့နေရာမှာတော့နည်းနည်းတော့အခက် ခဲတော့ရှိတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့အခုတော်တင်ဟမ်နီးပြအစ်ဖြစ်လာတဲ့ဒီသောမက်ဖရန်ကသူ့ရဲ့တပည့်ဟောင်းကိုဒီတော်တင်ဟမ်အတင်းထံပြန်လဲခေါ်ယူဖို့အတွက်သူတို့ကစနားရှိနေရဗျာ။ဆိုတော့မန်ချက်စတာယူနိုက်တက်အတင်းကလက်လက်ရှိအချိန်မှာတော့တော်တင်ဟမ်အတင်းနဲ့ draw fight နေရတဲ့အနေအထားမှာရှိတယ်။ဆိုတော့သူတို့ရဲ့ဒုတိယ plan အနေနဲ့ချက်စီအတင်းရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့အန်ဂန်ကူကိုသူတို့ကခေါ်ယူဖို့အတွက်ပြင်ဆင်ထားတာဟုတ်တယ်။ တခြားကောလာဟာလသတင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့ချက်စီအတင်းကလည်းတောင်ပန်တိုက်စစ်ကစားမကိုအလိုရှိနေတဲ့အတွက်ကြောင့်မို့လက်ရှိအချိန်မှာမန်ချက်စတာယူနိုက်တက်အတင်းကနေထွက်ခွာတော့မဲ့ဂန္နာချိုကိုချက်စီအတင်းကအလိုရှိနေဗျာဒါကြောင့်မို့ဒီအန်ဂန်ကူနဲ့ဂန္နာချိုကိုအလဲအထက်ပြုတ်လုံလာနိုင်တယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒါကလည်းဖြစ်လာနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်။တစ်ဖက်မှာဂန္နာချိုရဲ့ဒီပြောင်းရွှေ့ကြီးကိုမန်ချက်စတာယူနိုက်တက်ကပေါင်တန်း90ထိ လိုရှိနေတယ်ချက်စီကအန်ကန်ကူရဲ့ပျောက်ရွှေ့ကြီးကိုပေါင်တန်း90ဆိုတော့ဒီကြားထဲမှာညှိနိုင်ပြီးမှသူတို့ကဒီငွေကြီးမပါဘဲနဲ့ကစားမအလဲထက်ယူရဲ့ပြုတ်လုလာနိုင်တဲ့အခြေအနေမျိုးမှလည်းရှိတယ်ဂါနာချိုဖဲ့ကိုကြောကြည့်မယ်ဆိုလို့ရှိရင်လည်းဂါနာချိုကအာဒီမန်ချက်စတာယူနိုက်တက်အတင်းကနေထွက်ခွာဖို့အတွက်လုံးဝသေချာနေတဲ့ကစားသမားတအူးပြား သူ့ကိုခေါ်ယူချင်နေတဲ့ကလပ်အသင်းတွေကလည်းရှိတယ်ကျွန်တော်ဒီအက်တလက်တီကိုမက်ဒရစ်တို့နာပိုလီအစရှိတဲ့ကလပ်အသင်းအချို့လည်းသူ့ကိုခေါ်ယူဖို့စမ်းသပ်ရှိတယ်ဒါပေမဲ့သူကလည်း ချက်စီအတင်းကိုပြောင်းရွှေ့ဖို့အတွက်တော်တော်လေးကိုဆန္ဒရှိနေဂါနာချိုကိုပြီးခဲ့တဲ့ဒီဂျွန်ယွယ်အပြောင်းရွှေ့မှာဂရိကချက်စီအတင်းကခေါ်ယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးဆိုတော့အခုဒီအန်ဂန်ကူကိုလည်းမန်ချက်စတာယူနိုက်တက်အတင်းကစိတ်ဝင်စားနေတဲ့အတွက်ကြောင့်မို့ဒီကစားမနှစ်ဦးကအလဲအထက်ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပါလဲဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ ညာတော်မှန်တိုက်စစ်ကစားမှဖြစ်တဲ့မက်တူ AK မက်တူ AK ကိုခေါ်ယူဖို့အတွက်အခုအာဆင်နယ်အတင်းကချက်စီတာဝန်ရှိသူအချို့တွေနဲ့သူတို့ကစတင်ပြီးမှစကားပြောဆိုမှုတွေပြုလုပ်နေပြီဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်မြင်တွေ့ရတယ်ဗျာအခုအာဆင်နယ်အတင်းကလည်းသူတို့ရဲ့အဓိကကစားမှဖြစ်တဲ့ဇာကာနဲ့မက်တင်နယ်လီဒီကစားမှနှစ်ယောက်ရဲ့ back up အနေနဲ့တော်မှန်တိုက်စစ်ကစားမှတအူးကိုရှာဖွေနေရယ်ဆိုတော့လက်ရှိအချိန်မှာကတော့အာဆင်နယ်အတင်းက မတူ AK ကိုသူတို့ခေါ်ယူဖို့အတွက်မျက်စိကျနေရဗျာတစ်ဖက်မှာလည်း Chelsea အသင်းကတောင်ပန်တိုက်စစ်ကစားမားတွေကိုလိုက်ပြီးချိတ်ဆက်နေတဲ့အတွက်ကြောင့်မို့ဒီမတူ AK ရဲ့အနာဂတ်ကလည်း Chelsea အသင်းမှာမတိချာမီရောက်ဖြစ်နေတယ်။ဒါကြောင့်မို့ကစားမားကိုယ်တိုင်က Chelsea အသင်းကနေထွက်ခွာဖို့အတွက်စနားရှိနေရဗျာဆိုတော့မတူ AK ထွက်ခွာခဲ့မယ်ဆိုလို့ရှင်တော့သူ့ရဲ့ပြောင်းရွှေ့ခြင်းကို Chelsea အသင်းကပေါင်သန်း90အထိတက်မှတ်ထားတယ်အာဆင်နယ်အတင်းဖက်ကိုကြည့်မယ်ဆိုလို့ရှင်လဲအာဆင်နယ်အတင်းကမက်ဒူအေကေကိုကြိုက်တယ် ခေါ်ယူခြင်းနဲ့ဒါပေမဲ့ပေါင်တန်း90ကနည်းနည်းတော့များတယ်ဒါကြောင့်မို့ပေါင်တန်း90အောက်နဲ့ပဲဒီ Manchester City Arsenal အတင်းကစတင်ပြီးမှကန်လန်းမယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်မြင်တွေ့ရတယ်ဗျာ Arsenal အပြင်အခု Newcastle အတင်းကလည်းဒီ Matthew AK ကိုခေါ်ယူဖို့အတွက်ချဉ်းကပ်မှုတွေစတင်ပြုလုပ်နေပြီဒါကြောင့်မို့လာမယ့်အပတ်တွေမှာဒီ Matthew AK နဲ့ပတ်သက်ပြီးမှသတင်းအချို့တွေကိုလည်းကျွန်တော်ထပ်မံကြားရဖို့ရှိတယ်ဆိုတော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Chelsea အတင်းရဲ့ goal မှာဖြစ်တဲ့စံချက် စံချက်ကို WhatsApp အတင်းကအာခေါ်ယူဖို့အတွက်စန္ဒာရှိနေရဗျာတစ်ဖက်မှာလဲချက်စီအတင်းကလဲ WhatsApp အတင်းရဲ့ကစားမားတဦးကိုအလိုရှိနေရအဲ့ဒီကစားမားကတော့မိုဟာမက်ခူတုစ်ခူတုစ်ကိုချက်စီအတင်းကအကျက်အတင်းမှာရှစ်စင်ခါတုံးကခေါ်ယူဖို့အတွက်စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့မအောင်မြင်ဘူးအခုတစ်ချိန်မှာတော့ချက်စီအတင်းကတိုက်စစ်အားကိုပြန်လဲဖြစ်တင်ချင်နေတဲ့အတွက်ကြောင့်မို့ ကုတ္တစ်ကိုနောက်တစ်ကြိမ်ခေါ်ယူဖို့အတွက်ကြိုးစားနေရလဲဟုတ်တယ်ဒီကစားသမားရဲ့ပြောင်းရွှေ့ကြီးကိုဝက်ဆမ်အတင်းကပေါင်တန်း80နဲ့80ကြားမှာသူတို့ကတောင်းဆိုထားတယ်ဒီပမာဏကတော့တော်တော်လေးကိုများတယ်တစ်ဖက်မှာလည်းဝက်ဆမ်အတင်းရဲ့နီးပြဖြစ်တဲ့ Graham Potter က Chelsea အတင်းရဲ့ Goal မှာဖြစ်တဲ့စန်ချက်ကိုလည်းသူကခေါ်ယူချင်နေတယ်။စန်ချက်နဲ့ Graham Potter ဆိုတာကလည်း Brighton အသင်းမှာသွေးပြီးမှအလုပ်အတူတူပြုလုပ်ခဲ့ကြတယ်။ဆရာတပည့်တွေဟုတ်တယ်။ Chelsea အသင်းမှာလည်းတစ်ကြိမ် Graham Potter ကစံချက်ကိုတော်တော်လေးကိုကြိုက်တဲ့နီးပြပြဒါကြောင့်မို့ West Ham အသင်းထံခေါ်ယူဖို့အတွက်သူနောက်တစ်ကြိမ်ထပ်မံစူးစမ်းနေရလဲဟုတ်တယ်စံချက်ရဲ့ပြောင်းရွှေ့ကြီးကိုတော့ Chelsea အသင်းကပေါင်တန်း20နဲ့30ဝန်းကျင်လောက်ပဲ Chelsea အသင်းကတတ်မှတ်ထားတယ်တစ်ဖက်မှာလည်း Chelsea အသင်းကခေါ်ယူချင်နေတဲ့ခွတုချက်ပြောင်းရွှေ့ကြီးကပေါင်တန်း90ဒါကြောင့်မို့ Chelsea အသင်းကစံချက်ကိုအလိုက်ပေးပြီးမှ Kudus ကိုခေါ်ယူမယ်ပြောကြတဲ့ဒီဗီဒီယိုကြောင့်တလနဲ့ပဲဆုံးသက်ပေးချင်တယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့